ော်ကိုယ်စေပေါ့နော်ဒါ၈နှစ်ကိုတရားဝင် လုပ်ခဲ့ပြီးပါပြီအဲ့တော့မဖြစ်နိုင်တဲ့ဂတိကဝတ်တွေကိုလူတွေကိုလိန်ပြီးပြောတဲ့အာလွတ်တော်ကိုယ်စေကျွန်မမလုပ်ချင်ဘူးဟိုကျွန်တော်အန်ဒီတွေအကြောင်းပြောချင်လို့ကြာဟို energy တခါ energy ဖြစ်ပြီးရယ်အစိုးရမကြက်တော့သူတို့ရဲ့မေတော်ကြီးရဲ့ model အတိုင်းသွားတာပဲကျွန်မကပါတီမှာ position ယူရတဲ့လူကိုတိတ်ပြီးတော့မှန်မှန်တော့မကြိုက်ဘူးအဲ့ဒီပါတီကြီး တမတ်ပါတီဝင်အင်အားမပြည့်မီတဲ့အတွက်ဒီရွေးကောက်ပွဲတော့ဝေရောက်ဆွေးနွေးပွဲမရှိစေရဆိုတာမျိုးလောက်နေပဲပါတီဖြစ်တယ်ဆိုတာမျိုးတော့မဖြစ်စေချင်ဘူးကြ NDA ပါတီဆိုတာကတော့ NLD နဲ့ငငယ်တွေကနှိစက်ခဲ့တဲ့ပါတီပဲဖြစ်ပါတယ်။ဒါနှစ်ခါပြက်လို့မရဘူး။တိုင်းပြည်ရတာ။တစ်ခါပဲပြက်ခတ်မှာနော်။အဲအလီလာတင်ပြတာ။လေးစားပါလေ စစ်အုပ်စုဦးစီးကျမ်းပါမယ်ရွေးကောက်ပွဲကစစ်သိခန်းကျိုသိပ်ပြီးသားရုပ်ရှင်စကားတကားကို ကြည့်နေရတယ်လို့ပါပဲရွေးကောက်ပွဲရဲ့ရလက်ကဘလို့အဖြစ်ထွက်မလဲဆိုတာကိုကျိုသိပ်ပြီးသားလို့ပြောလို့ရပါတယ်စိတ်ဝင်စားစရာတကွက်မှမရှိတာကတော့လက်တွေ့ဖြစ်ရမှန်ပါကျူတင်ဆက်တိုက်ပြီးမှကျင်းပပြုလုပ်မယ်ရွေးကောက်ပွဲမှာတော့လူထုရဲ့အဘေခံနိုင်ငံရေးသမားတွေကိုလက်လုံးပက်လုံးတွေသုံးနှင်းမျိုးစုံနဲ့ညစ်ပြီးနိုင်ငံရေးလမ်းကြောင်းပေါ်ကနေတွန်းချနေတာကစစ်အုပ်စုရဲ့အငုံစိတ်ကိုပို့ပြီးပေါ်လွင်စေပါတယ် ။စစ်အုပ်စုရဲ့လှုပ်ဆောင်ချက်ကတော့ရှင်းပါတယ်။တင်းပြချက်ပြီးသူတို့ကိုထောက်ခံခဲ့တဲ့သူတွေသူတို့ကအပြေအဝါယုံကြည်လို့ရတဲ့သူတွေကိုသာလွတ်တော်ထဲဆွဲသွင်းလိုတာပါ။ကွက်ကွက်ကွက်ကွင်းမြောင်ပြောရရင်တော့ NND နဲ့နင်းဆက်ခတ်ဖူးပြီးနိုင်ငံရေးပါဝါတဲ့နိုင်ငံရေးသမားတွေကိုသူတို့လုံးဝအလိုမရှိပါဘူး။ NDA ပါတီတခုတည်းမဟုတ်ပါဘူး NLD ပါတီကဟိုပါတီကျမတို့ပါတီမရှိတော့ဘူးဆိုတာဖြစ်တဲ့အတွက် ဟိုဘောနော် NLD ပါတီမှာရွေးကောက်ပွဲဝင်ကျင်တဲ့လွှတ်တော်ကိုယ်စားလှယ်တွေကပြည်တွင်းထဲမှာလည်းကျန်ခဲ့တာများပြားရှိပါတယ်ဒီလူတွေကဟိုဒီ NLD ပါတီကိုလည်းကျမနဲ့အတူတူဝင်ရောက်ခဲ့တာမျိုးတွေရှိသလိုဥက္ကဝီပါတီကိုလည်းဟလာဝင်ရောက်သွားတာလည်းရှိပါတယ်နောက်ပြီးတော့တချို့လည်းဒေါက်တက်ခိုင်ပါတီကိုဝင်ရောက်သွားတာမျိုးတွေလည်းရှိပါတယ်အဲ့တော့တခုတည်းကိုတော့စုပြုံဝင်ရောက်တာမဟုတ်ပါဘူးသူတို့ယုံကြည်နှစ်သက်တဲ့လူပုဂ္ဂိုလ်တွေလည်းပါမယ်ဆိုတဲ့နေရာ ်ပါတီတွေပေါ်အာဖြန့်ဝေပြီးတော့ဝင်သွားတာပါကျွန်တော်ဒီလောက်တော့မကြခင်မှာနိုင်ငံရေးအတန်ကွဲဆက်လန်းတွေကိုမြင်ရကြရအောင်မှာပါမြည်သူလူထုရဲ့ရည်နာစရာဆက်လန်းဆက်ကွက်အဆုတ်ဆုတ်ကိုထပ်မံမြင်တွေ့ရအောင်မှာပါစက်တမလာဇန်ပိုင်းကပြုလုပ်ခဲ့တဲ့ Popular News သတင်းဌာနနဲ့အင်တာဗျူးမှာဒေါ်စန်နာမီရဲ့ပြောစကားအရတော့ NND Party Way အချို့နဲ့ NND လူတော်ကိုယ်စားလှယ်တွေကစျေးစုရဲ့ရွေးကောက်ပွဲကိုဝင်ပြိုင်ချမှာပါ ဘယ်သူတွေလဲဆိုတာကိုတော့မကြခင်မှာသိမိခွင့်ရတော့မှာပါပြည်ရင်းချီပြူနိုင်ငံသမားအများစုကစရုပ်စုရဲ့ရွေးကောက်ပွဲဟာတရားမျှတမှုမရှိတာနဲ့လွတ်လပ်မှုမရှိတာကိုကောက်ကောင်းသဘောပေါက်နားလည်ကြပါတယ်ဒါပေမဲ့သူတို့မျောလင်းတာကဒီရွေးကောက်ပွဲကနေလက်ရှိတိုင်းပြည်ရဲ့အခြေတဲ့အခက်အခဲတွေကိုရုတ်ထွက်အောင်ကဲတင်နိုင်မယ်လို့ယုံကြည်ထားကြတာပါဒါပေမဲ့စရုပ်စုဘက်ကတော့လွတ်တော်ထဲကိုသူတို့အပြည့်အဝယုံကြည်ရတဲ့သူတွေကိုသာဆွဲသွင်းလိုတာပါစရုပ်စုရဲ့အဓိကရည်ရွယ်ချက်ကဘလို့ပုံစံနဲ့ပဲဖြစ်ဖြစ်ရွေးကောက်ပွဲပြီးသွား ဖို့ကသာလိုလားတာပါလူထုပါဝင်တာတွေလူထုမဲပေးတာတွေကိုသူတို့စိတ်မဝင်စားပါဘူးမဲပေးသူ၁၀ရာလောက်ပဲရှိရင်လည်းဒီရလက်ကိုပဲသူတို့ကအတီးယူဆုပ်ဖြတ်မှာပါရွေကောက်ဘွယ်ကနေပေါ်လာတဲ့ဟန်ပြအယက်တာအစိုးရကိုအာဏာပြန်လွှဲပြီးပြီဆိုတာမျိုးနဲ့နိုင်ငံတကာကိုဝါရဖြန့်ဖို့စို့စုဘက်ကကြကြနနပြင်ဆင်နေတာပါ NLD အောက်မှာနေတဲ့လူတွေအားလုံးကလည်းဒီအကျင့်ရှိအဲ NLD တစ်တေဟောင်းဟောင်းเนาะတခါ NLD ဖြစ်ပြီးရဲ့ နေတာအဲ့နေရာမပြောက်ဘူးတိုင်းပြည်အခြေအနေကြည့်လိုက်လေနေရွက်ကလေးစဝင်လာပြီးကောင်းဝင်တယ်ဒီကိုလုံးဝပြီးကန်ထုတ်ရတာပဲအဲ့လိုကန်ထုတ်ခံလိုက်ရတာဘာလို့လဲသမရာယူဥသိမ်းဆိုင်ပဲအဲ့ကျွန်တော်တို့ကဒါတခါခံပြီးပြီအဲ့တော့နေရွက်ကလေးပြီးဝင်လို့မရဘူးနည်းနည်းလေးပြောခွင့်ရတာနဲ့တန်းပြီးဆော်တာပဲတန်းဆော်တာ အခဲလူတိထားဆေအိုစုနဲ့သူတို့ကိုထောက်ခံသူအပေါင်းပါတွေရဲ့ရည်ရွယ်ချက်ကတော့ရှမ်းမာရီ NLD ပါတီနဲ့ပတ်သက်တာတွေကိုအမြင့်ပါမချမ်းမြေလံပြဖို့ပါ NLD ပါတီဝင်တွေနဲ့ NLD ပါတီကိုယ်စားလှယ်ဟောင်းတွေအများဆုံးကူပြောင်းထားတဲ့ NDF ပါတီကိုဖျက်သိမ်းခဲ့တဲ့ဖြစ်စဉ်ကတာရကအနေနဲ့ကြည်ရင်တည်နိုင်ပါတယ်ပါနေပြီးတော့မဲမပေးပါနဲ့မဲမပေးပါနဲ့လို့អော်နေတဲ့កိစ္စတွေကိုណាយောင်လို့မရဘူးမဲမပေးရင်ကိုចាំងခဲ့มาပဲဆိုတာទីဖို့လို့ရဲ့ဟုတ်လားမဲပေးပါလဲ ရှင်ဘယ်ဘူးတော့မှကြံခဲ့ပါအော်အဲ့လားတော့လုံးဝမြို့ဟောင်းပူရာမှာကြံခဲ့မှာကျမတို့ကမြို့ဟောင်းနိုင်ငံဟောင်းဆိုတော့ပူရာကြီးမှာကြံခဲ့မှာအစုပ်အပြက်တိုင်းပြည်ထဲမှာကျမတို့က ကျမတို့ပြည်သူတွေနဲ့ကျမတို့ကိုနေစေချင်တာဖြစ်တဲ့အတွက်ပြည်ပနေပြီးတော့ကျမတို့ကိုရွေးကောက်ပွဲမဖြစ်ပါနဲ့မဲမပေးပါနဲ့ဆိုပြီးတော့အော်နေတာဖြစ်တယ်။သူတို့ကတော့တာတာရရနဲ့နိုင်ငံသားမှနေကြတာဖြစ်တယ်လေ။ဒါကြောင့်မလို့ကျမတို့ပြည်သူတွေဟာဟလာအပြောင်းလဲတစ်ခုကိုလိုချင်နေဆိုရင်တော့ကျမတို့မဖြစ်မနေမဲပေးမှဖြစ်မယ်။ဒီရွေးကောက်ပွဲကိုထောက်ခံဖို့လိုတယ်။နောက်ပြီးတော့ကိုထောက်ခံတဲ့လွတ်တော်ပုံစံလေးကိုလွတ်တော်တွေကိုရောက်ပို့ပြီးဖို့လိုအပ်တယ်။ ဒါကတော့အန်ဒီရဲ့ပါတီဖြတ်သိမ်းမခံရခင်မှာဒေါ်စရာမင်းပြောဆိုခဲ့တာဖြစ်ပါလေဒီအင်တာဗျူးကိုဒေါ်စရာမင်းကစက်တမလဖတ်မှာအပတ်မှာဖြေဆိုခဲ့တာဖြစ်ပြီးစက်တမလ9ရက်နေ့မှာတော့အန်ဒီရဲ့ပါတီဖြတ်သိမ်းခံခဲ့ရတာပါပါတီဝင်ဥယျာဉ်9000မပြည့်လို့ဆိုပြီးအန်ဒီရဲ့ပါတီဖြတ်သိမ်းခံခဲ့ရတာဖြစ်ပါလေအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ဘဟုကော်မတီဟောင်းဒေါ်စရာမင်းဟာအမျိုးသားဒီမိုကရေစီအင်အားစု NLD ရဲ့ပါတီကိုကူပြောင်းပြီးတူရိယာဥက္ကဋ္ဌ3အဖြစ်တောင်းယူခဲ့ပါတယ် ်ပြည်သူလူထုအတွက်ဗဟန်မြို့နယ်ကနေဝင်ရောက်ရှင်ပြိုင်ဖို့ပြင်ဆင်ခဲ့တာပါ။ ်အန်ဒီရဲ့ပါတီမှာဒေါ်စနာမင်းဒုတိယဥက္ကဋ္ဌအဖြစ်တောင်းယူပြီးနှောင်းမှာတော့ပါတီဖြတ်သိမ်းခံခဲ့ရပါတယ်အခုတော့ဒေါ်စနာမင်းကရန်ကုန်တိုင်းလှတာမြို့နယ်ကနေတတိပုဂ္ဂလကုသလေအဖြစ်ဝင်ပြိုင်ဖို့ပြင်ဆင်နေပါပြီလူထုရဲ့အပေခံနိုင်ငံရေးသမားတွေကပဲလွတ်တော်ထဲမှာနေရရလာနိုင်မလားဒါမှမဟုတ်ကိုယ့်အိတ်ကွင်းတန်လူကြီးအကူကြီးနဲ့ဝင်ပြိုင်မဲ့ဆုဆုထောက်ခံပေးထားတဲ့နိုင်ငံရေးသမားတွေပဲလွတ်တော်ထဲမှာအပြစ်နေရယူသွားမလားဆိုတာကတော့စောင့်ကြည့်ရမှာပါ